တက်တော် AA ရဲ့စစ်မှုရန်ဥပဒေကိုဆန္ဒပြတဲ့တောင်ကုန်းဒေသခံ90ခန့်ကို AA ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။တောင်ကုန်းဒေသကျေးရွာ9ရွာက AA ရဲ့စစ်မှုရန်ဥပဒေကိုဆန္ဒပြခဲ့တဲ့ဒေသခံ90ခန့်ကိုပြီးခဲ့တဲ့မေလ17ရက်နေ့မှာ AA ကဖမ်းဆီးလိုက်တယ်လို့ဒေသရင်းသတင်းရင်းမြစ်စီကသိရပါဗျ။သဘောဆန္ဒလျောက် AAC မှာစစ်တင်နှံသွားတက်နေသူတွေရှိပါတယ်။လူငယ်အများစုကတော့မိသားစုကိုရှောက်ဖွေကြွေးတာနဲ့နိုင်ငံသားထွက်ပြီးအလုပ်လုပ်ဖို့ရည်မှန်းထားသူတွေလည်းရှိတယ်။ ကျွန်တော်တို့အိမ်ဆိုသားနဲ့သမီးကတိမ်လုံးကိုလှုပ်ကျွေးနေတာပါချင်းမှုထမ်းမှုနှစ်အောင်လုံးအသက်အကျုံးဝင်နေတယ်သူတို့အတွက်ပူဝင်ရမှုတွေရှိပါတယ်ကို့အစိုးရမှုကို့လူချင်းနာကို တောင်းဆိုတာဖမ်းဆီးခံရတာတော့မတရားပါဘူးလို့တောင်ကုတ်ဒေသခံက ARD Times ကိုပြောပါတယ်ကင်းထောင်ကျေးရွာတန်းလွဲရွာမကနေလက်မှုစားပြင်စတဲ့ကျေးရွာ၅ရွာကအမျိုးသမီးတွေအပါအဝင်ကျေးရွာသူရွာသား90ခန့်ကိုအေကဖမ်းဆီးလိုက်တာလို့သိရပါတယ် တန်းလွဲရွာမှကျေးရွာကဒေသခံ22ဦး၊ကင်းနောင်ရွာက14ဦး၊စားပြင်ရွာက73ဦး၊လက်မူးရွာက2ဦးတို့ကိုအေအေကဖမ်းဆီးထားပြီးဒီနေ့ထိပြန်လည်လွှတ်ပေးခြင်းမရှိဘူးလို့သိရပါတယ်။အေအေဟာရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့လူငယ်တွေကိုရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာကွင်းတားမြစ်လိုက်ကြောင်းနဲ့အသက်ပြည့်မီတဲ့လူငယ်တိုင်းစစ်မှုထမ်းဆောင်ရမယ်လို့ပြီးခဲ့တဲ့မေလ22ရက်ကတရားဝင် ထုတ်ပြန်ခဲ့ပါတယ်။အမျိုးသမီးဖြစ်ပါကအသက်16နှစ်ကနေ25နှစ်အတွင်း အမျိုးသားတွေအသက်၁၈နှစ်ကနေ၄၅နှစ်အတွင်းရခိုင်ပြည်နယ်ပြည်မကိုထွက်ခွာခွင့်မပြုကြောင်းတားမြစ်မိတ်တခုကို AA ကထုတ်ပြန်ထားပါတယ်။